င်္ဂလာပါခင်ဗျာ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာတော့ခက်စောရဲ့ Unit 2 Chronic Song ဆိုတဲ့ဝတ္ထုတူလေးဖြစ်ပါတယ်နားဆင်ပြကြပါဦးခင်ဗျာ Unit 2 Chronic Song နှစ်ပေါင်းများစွာအသားကျလာတဲ့သူတို့စိတ်တွေကို အခုလိုကနာမငြိမ်ဖြစ်အောင်လုံးစုံနေတဲ့အရာကတော့ ြက်ကလေးလို့ခေါ်တဲ့တတောင်းသားသားစာရွက်တစ်ခုကြောင့်ပဲအဲ့ဒီစာရွက်ပေါ်မှာမျက်စိနှောက်ဆရာကောင်းတဲ့ရက်ဆွဲအပြာရောင်တွေအနီရောင်တွေပါတယ်တကယ်တော့အဲ့ဒီရက်ဆွဲတွေကလည်းတကယ်ပြဿနာမဟုတ်သေးဘူးသူတို့အားလုံးဟာဒီနေရာမှာဆယ်စုနှစ်တခုလောက်နေပါ အတူတူနေပြီးလောကကြီးကိုအဆက်အသွယ်ဖြတ်ထားတဲ့လူတွေပဲ ရက်ဆွဲတွေကဘာမှအရေးမကြီးလောက်ဘူးတကယ်ပြဿနာကပြက်ကရင်တဲကရုပ်ရှင်မင်းသမီးတယောက်မတ်တက်ရက်နေတဲ့နောက်ခံရှူခင်းရေတခုတခုပဲပုံထဲမှာမင်းသမီးရက်နေတဲ့နောက်ကရေတခုလေးရဲ့ရေညှိစိမ့်စိမ့်တွေကတ်နေတဲ့ကြောက်တုံးနှစ်တုံးရဲ့ဘာပဲမှန်းမသိတဲ့တစ်ပင်အုပ်အုပ်တခုရဲ့ပဲပါတယ် ခရုနှစ်ဆောင်လို့ဝန်ထမ်းတွေခေါ်ကြတဲ့သူတို့အဆောင်တွေကိုဒီပြက်ကလေးစယူလာတာကအမေမဆိုင်ညိုပါအမေမဆိုင်ညိုဆိုတာကစေယုံကခင်ရန်ရောင်ထမိန်ဝက်အထွေထွေလှုပ်ပါအမျိုးသမီးအသက်က30နီးပါးပဲရှိသေးတယ်သူတို့ထဲကအသက်အငယ်ဆုံးဖြစ်တဲ့ကြံကြောင်းတော်အသက်30ကျော်လောက်ရှိရောပေါ့ အခန်းလူကြီးယာရုရထားတဲ့သူဆိုဒီအဆောင်ကိုစရောက်တော့29နှစ်အခုဆိုအသက်40တဲ့တော့ရှင်းနေဝင်ရောက်နေပြီဒါပေမဲ့သူတို့ကမစိမ့်ညိုတို့လိုခရမ်းဝတ်တွေကို အမေလို့ပဲခေါ်ကြတယ်ဟုတ်တယ်လीသူတို့ကို6တကြီး6တလှက်ကြီးစသေးဆုံးမစိမ့်ညိုတို့တွေက အမေအရင်လိုပဲပြုစုပေးခဲ့ရတာ ူတို့နေတဲ့ခရိုနက်ဆောင်တစ်ဆောင်လုံးအတွက်သူတို့ဟာအမေပဲခရိုနက်ဆောင်ဆိုတာဟာရီစိတ်ယောဂကုစေယုံမှာပြန်စရာအိမ်ရှိလာခေါ်မဲ့ဆွေမျိုးမရှိတဲ့သူတို့လူလူတွေကိုထားတဲ့အဆောင်ကိုဝန်ထမ်းတွေကနာမည်ပေးထားတာအဆောင်ရှိဆိုင်ပုံမှာတော့အဆောင်နှစ်လို့ပဲရေးထားတာ ဘာကြောင့်ခရိုနစ်ဆောင်လို့ခေါ်မှန်းသူကိုယ်တိုင်လည်းမသိဘူးတကယ်တော့နာရာရှိခရိုနစ်ကိုသူတို့ပတ်စပ်နဲ့တွေ့တယ်လို့ခေါ်ကြတာကခရိုနစ်ဆောင်ဖြစ်သွားတာပါပဲဒါပါတော့အမေမစိညိုကဘာစိတ်ကူးပေါက်လို့အဆောင်နဲ့ဒီပြက်ကလေးကို လာချစ်ရတာလေဘာလဲဒီအဆောင်ထဲမှာပဲတသက်လုံးနေပြီး တေမဲ့နေကိုစားလိုက်အိတ်လိုက်နဲ့စောင့်နေမဲ့သူတို့လိုအယူတွေကိုဒီအဆောင်ကထွက်သွားစေခြင်းလို့လားရေကုန်ကုန်ပြက်ကရင်ကိုစပြီးသွားကြည့်တော့အစီတုံးပဲအစီတုံးဆိုတာဘာမှသုံးစားမရတဲ့ဝါဖိုင်ဖိုင်အယူတကောင်လေအစီတုံးကဒီစေးရုံကရင်ပေါ်မှာအိတ်ချင်အိတ်မအိတ်ချင်ရင်လေသူ့ညာဘက်လက်ညှိုးနဲ့ ဘဲဘက်လက်ဘွားပေါ်မှာတင်ချာရီထိုင်တွက်နေတဲ့ဝက်ပြင်းတကောင်လိုပဲသူမြင်ထားတာအဲ့ဒီနေ့ကအစီတုံးဟာပြက်ကရင်ရှိမှာတေချာမတ်တက်ရပြီးသူ့နားကိုရေကုံပုံနားကိုကတ်ထားတယ်အစီတုံးလုံနေပုံကိုမတင်ကြတာနဲ့သူလဲကရင်ဘော်ကထပြီးအစီတုံးကြည့်နေတဲ့ပြက်ကရင်နားစီကတ်ပြီးအကျိုးချောင်းသွားမိမိတယ် ဟုတ်တယ်ဝန်ထမ်းတွေမရှိတဲ့အချိန်ကျရင် အဆောင်တွေကတခြားလူတွေကို ထိမ့်မှုသိမ့်မှုကသူ့မှာတာဝန်ရှိတယ်ဒီ unit 2 chronic ဆောင်မှာအသက်အကြီးဆုံးနဲ့အနေအကျဆုံးသူ့ကိုအဆောင်မှုလို့ဆရာဝန်ကြီးကလည်းသတ်မှတ်ထားတယ်ပြီးတော့သူကယောဂအခြေအနေအကောင်းဆုံးပဲဆေးရုံကဆင်းလို့ရတဲ့အခြေအနေဆိုပေမဲ့သူ့မှာပြန်စရာအိမ်ရှိလို့နေနေရတာမဟုတ်လား အစီတုံးကိုမင်းဘာလုပ်နေတာရောလို့သူကသွားမိတော့အစီတုံးကလက်ညှိုးနဲ့နှုတ်ခမ်းကိုကပ်ပြီးသူ့ကိုလက်ရက်ခေါ်တယ်လူကြီးလာနားထောင်ကြည့်ဒီလောက်လှတဲ့ရေဒကွန်လေးကရေစည်းလာတဲ့အတန်ဟာတိတ်နားထောင်ကောင်းမှာပဲနော်သူ့အတွက်တော့ဒီအယူတွေနဲ့နေရတာတကယ်ငြင်းရဲ့ပဲဘယ်နဲ့ပုံလေးကရေဒကွန်ကဘလို့လို့အတန်ထွက်မတယ်လဲ ခဏနေတော့ထမင်းစားချိန်ဆို အစီတုံးဝေစုကိုလူစားနေကြတရေဆိုတဲ့ကောင်အနာကတ်လာအစီတုံးကတရေကိုလည်းသူ့လိုပဲပြောတယ်နောက်တော့အသားမဲမဲနဲ့စီသမားကပ်ပလီရဲဘော်တော်လို့ခေါ်တဲ့နိုင်ငံရေးသမားယူပွဲစားဖေကြီးတို့ကပြက်ကတိနာအောင်လာတယ်သူတို့ကသူ့ဘက်ကိုတညီတညွတ်ထဲလှည့်ပြီးမေးကြတယ် လူကြီးဒီရေတကွန်ကရည်စည်းတဲ့ကဘရော့အတန်ထွက်มาလေတဲ့ဒီမဲ့အပြင်က ရေတကွန်ပဲအတန်ထွက်တာကပုံထဲကရေတကွန်ကအတန်ထွက်มาလားစောက်ယူလေရသူစိတ်ပေါက်ပေါက်နဲ့អော်ခဲ့လိုက်တယ်အားလုံးငြိမ်သွားပြီမဲ့ရဲဘော်တောင်းကတော့သူ့ကိုစူးစူးဆက်ဆက်ကြည့်ပြီးတခုပြန်ပြောတယ်ကျုပ်တို့ဟာဟောဒီအဆောင်ကြီးထဲမှာတည်သွားတဲ့အထိရေတကွန်ကိုမြင်နေရပြီး တန်ကိုကြားခွင့်မရှိတော့ဘူးလားလူကြီးရဲဘော်တောင်းစကားမှာ သူလဲစွန့်အားသွားတယ်ဒီရေတကွန်ရဲ့အတန်ကိုကြားခွင့်မရှိတော့တဲ့လူတွေထဲမှာ သူလဲပါတာပဲအားလုံးဟာ ရေတကွန်ဘေးမှာ မတ်တက်ကြီးရက်ပြီးနေနေကြတယ်တကယ်တော့အဲ့ဒီရေတကွန်ပုံဟာခရိုနစ်ဆောင်ကသူတို့၈ယောက်ရဲ့လူအဖွဲ့စည်းငယ်လေးတွေကိုလှုပ်လှုပ်ရှားရှားဖြစ်အောင် လုတ်သွားတဲ့မကောင်းဆိုးရွားတစ်ကောင်တက်တက်ပါအရင်ကဆို နေ့လယ်၁၇နာရီခွဲဖို့စဖို့ဆောင်ကနေတွန်းလာတဲ့တကြီးကြီးထမင်းတော်လဲတန်ကြရင် စေးတွေကွာကြနေပြီဖြစ်တဲ့ဝါချင်းချင်းရှင်မျောမျောအဆောက်အဦတွေက သူတို့အုပ်စုကနာမငင်ဖြစ်လာကြပြီအခုတော့သူတို့အဆောက်အဦတစ်ခုလုံးငြိမ်သက်နေလို့ထမင်းလာပို့တဲ့ ဖျားဝဲအမေတယောက်ကတော့အံ့ဩနေတယ်ခက်ကြမ်းကြမ်းဆန်တဲ့ချက်ထားတဲ့သမင်းဘဲဥရည်ကျဲချက်ဟင်းကိုအားလုံးဟာတိတ်တိတ်ဆိတ်ဆိတ်စားကြတယ်သူများသမင်းဟင်းလိုက်လူစားတတ်တဲ့တရေကလည်းအခုဆိုငြိမ်ပြီးသမင်းကိုစားတယ်သမင်းအလုတ်ရည်ကိုရေတွက်ပြီးမှစားတတ်တဲ့အစီတုံးကလည်းဘာတမ်းမှမထွက်ပဲသမင်းစားတယ် တန်ကျောင်းကပလီရဲဘော်တော်မင်းသားလေးနဲ့စာရေးဆရာတို့ဘက်အချမ်းကလည်းတိတ်ဆိတ်နေတာပဲဟောဒီစူထိုင်းအေးဆက်နေတဲ့အခန်းထဲမှာဒီလောက်တိတ်ဆိတ်တဲ့ထမင်းစားချိန်မျိုးသူတစ်ခါမှမကြုံဘူးသူထမင်းကိုမြှောက်ချဖို့ကြိုးစားတယ်မရဘူးနှစ်ပေါင်းများစွာ သူနေလာတဲ့ခရိုနစ်ဆောင်းမှာမဟုတ်ပဲတခြားနေရာတစ်ခုကိုရောက်နေတဲ့သူစိမ့်တို့သူခံစားရတယ် သူမခံစားနိုင်တော့မင်းတို့ဘာဖြစ်နေကြတာလဲတောက်ယူရရဲ့သူ့အတန်ကျဲကြီးကြတော့အစီတုံးက သူ့ဘက်အချမ်းကနားတစ်ဖက်ကိုပိတ်ပြီးရေကုံပုံဘက်ကိုလှည့်ပြီးထားလိုက်ဒူကြီးတိတ်မအော်ပါနဲ့ရေကုံအတန်ထွက်လာရင်ကြုတ်တို့မကြားပဲနေလိမ့်မယ်ပွဲစားကသူ့ဘက်ကိုမမထန်ထန်ပြန်ပြောလိုက် ပြီးမှတော့အကန်းလုံးပြန်တိတ်ဆိတ်သွားပြန်တယ် ၃ရက်တိတိခရိုနစ်ဆောင်ဟာတိတ်ဆိတ်နေတယ်။ဒီအချိန်လေးကိုဝန်ထမ်းတွေသူနာပြုတ်တွေလည်းတိတ်တော့တတိထားမိပုံမပေါ်ဘူး။သူတို့ထိုးပေးထားတဲ့စီးရီအကြောင်းအားလုံးဟာယောဂအခြေအနေကောင်းနေပြီလို့ယူဆနေပုံရတယ်။နေရောညပါအားလုံးဟာပြက်ကရင်စီကိုစိုက်ကြည့်ပြီးရေတခွန်ကြလာတဲ့အံကိုနားစွန့်နေကြတယ်။တညတော့ ရေတခွန်အတန်ထွက်ပြီးဆိုပြီးပွဲစားကထအော်လိုက်လို့သူအဆောင်မီးကိုထဖွင့်ရတယ်။ရေကြတံတက်တက်တော့ကြားရတယ်။ဒါရေတခွန်ရေကြတံမှမဟုတ်တာ။ तू တိတာပေါ့။ तू ကအယူမှမဟုတ်တာ။နောက်တော့မှအိမ်သာမသွားပဲသေးတွေပေါက်ချနေတဲ့အစီတုံးကိုသူ့ဂရင်ချေရင်မှဘုတ်တုတ်ကြီးတွေ့ရတယ်။အစီတုံးဟာရေတခွန်တံကိုမချားမှကြောက်လို့ အိမ်သာတော့မသွားပဲကရင်ချင်းရင်မှာငုတ်တုတ်ထိုင်ရင် ပေါက်ချမိလိုက်ပုံရတယ်ရေတခွန်သာရေတခွန်သာဒီလိုနဲ့နှစ်ပတ်မြောက်ကြာတဲ့နေ့ထိအားလုံးဟာရေတခွန်သံကိုစောင့်နေကြတယ်သူကတော့ဒီရေတခွန်အယူတွေကိုကြောခိုင်းပြီးတန်စကားကြားကနေဟိုးအဝေးကထက်ကြီးကြီးမြင်နေရတဲ့အရက်ဖြတ်ဆောင်ကိုလှမ်းကြည့်နေလိုက်တယ် အဲ့ဒီအဆောင်ဘေးမှာကစွန်ရွက်တင်းနဲ့စိမ့်နေတဲ့မြောင်းကြီးတစ်ခုရှိတယ်။အဲ့ဒီမြောင်းကြီးဘေးမှာအပေါက်ဖားရီအပြည့်နဲ့ကတ်တရားလမ်းကြီးတစ်ခုရှိတယ်။ကတ်တရားလမ်းအတိုင်းထွက်သွားရင်ဟိုးဘက်လေးတော်ကန်နဲ့သင်္ကန်းကျုံကိုဆက်သွေးထားတဲ့ဘတ်စကားလမ်းမကြီးရှိမယ်။လူတွေရှိမယ်၊မြို့တွေရှိမယ်၊ရေတကုန်တွေရှိမယ်။ဒီအယူတွေကဒီပုံထဲကရေတကုန်တန်ကိုကြားကျင်ကြတယ် သူကဒီပုံထဲကရေတကွန်တန်းမထွက်နိုင်ဘူးဆိုတာသိနေတယ်။ဒီတော့သူမစူးပေါ့။သူရောဟောဒီ unit 2ခရိုနစ်ဆောင်ကြီးထဲမှာမတည်ခင်အချိန်ထိသူတို့မျောလင်းတဲ့ရေတကွန်တန်းကိုကြားရပါမလား။ရေတကွန်မှာရေချိုးဝင်ရှိပါအောင်မလား။တခုခုကိုဂျိုင်းသူမျောလင့်နေတဲ့ဒီခန်းထဲကတတဝါတွေနဲ့ သူနဲ့ကြားကမတူညီတဲ့ကိစ္စမှာဘသူကမှားနေတာလေအပြင်ကိုထွက်မရမဲ့အတူတူပုံသေးကရေဒဂွန်ကအတန်ကိုမျောလင့်မိတာသူတို့အမှားလားသူကရော သူတို့ကိုအယူတွေပဲဆိုပြီးအပြစ်တင်နေမိတာတရားသလားသူရောဒီရေဒဂွန်တန်ကိုဒီတစ်သက်နားထောင်ခွင့်ရှိအောင်မလား အဲ့ဒီညကသူတညလုံးမအိမ်ဟိုးအရက်ဖြတ်ဆောင်ရဲ့တဖက်ချမ်းမှာရှိတဲ့လွတ်လပ်သောနေမြေအကြောင်းကိုပဲတွေးနေတယ်အဲ့ဒီမှာရေတကွန်တွေဘလောက်ရှိလိမ့်မလဲသူဒီရေတကွန်တွေရဲ့အတန်ကိုဒီလိုတိတ်ဆိတ်တဲ့ညတွေမှာတိချာနားဆွင့်ရင်ကြားနိုင်ပါလားဒီလိုနဲ့ခရိုနက်ဆောင်တစ်ခုလုံးတိတ်ဆိတ်ခဲ့တာ ဆယ်ရက်ကျော်ကြာသွားခဲ့တယ်။အခန်းထဲကလူအလုံးဟာနေရောညပါပြက်ကရင်တစ်ခုဘက်ကိုမျက်နာမူပြီးနားတွေကိုစွန့်ထားကြတယ်။အခန်းလူကြီးလူခေါ်တဲ့တယောက်ကတော့ပဒင်းတကားကနေအရက်ဖြတ်ဆောင်ဘက် သူ့ဘယ်ဘက်နားကိုလှည့်ထားပြီးမျက်လုံးတွေကိုနှိပ်ထားတတ်တယ်။အခန်းလူကြီးကပဲရေတခွန်တန်းကိုအရင်ကြားမှလား အစီတုံးတို့အုပ်စုကပဲရေတခွန်တန်ကို အရင်ကြားရမလားမစိမ့်ညိုကတော့ဒီအဆောင်မှာသူတာဝန်ကြတိုင်းသူလာချိတ်သွားတဲ့ပြက်ကလေးတွေကအနီရောင်ရက်တွေကိုနားဆွင့်တယ်ပြီးတော့30နဲ့31ရက်နေ့တွေကို အမြဲတမ်းလက်ထောက်ပြီးပစက်ကတွတ်တွတ်နဲ့ရေတွက်တယ်အခုချိန်ထိလဲ unit 2လို့ခေါ်တဲ့ခရိုနစ်ဆောင်တွေက သူတို့အားလုံးဟာနားတွေကိုအစွမ်းကုန်ဆွင့်ထားကြတယ်ငါးဆန်ပြကြသူများခင်ဗျာဆရာခက်စော်ရဲ့ unit 2 ခရုနစ်ဆောင်ဆိုတဲ့ဝတ္ထုတို့လေးအီဒင်ပြီးဆုံးပြီဖြစ်ပါရခင်ဗျာနားဆင်ပေးကြသူအားလုံးကိုကျွန်တော်နဲ့အတူ Freedom for Future Channel အဖွဲ့သားများကကျေးဇူးထူးတင်ရှိပါရခင်ဗျာ